ဒီဇလန်ရဲ့ဇလန်ဇက်အိမ်ကလည်းအရန်ကိုထူကြပါတယ်ဗျ။ဟုတ်ကဲ့။ဟိုဒီလိုမျိုးဒီဇလန်ဇက်အိမ်ကောင်းမွန်တဲ့အခက်ကဗီဒီယိုစကားတော့ဗျ။ဗီဒီယိုပါ။အဲ့ဒီလိုအနှစ်သာရအရန်ပြေဝတဲ့ဗီဒီယိုစကားတွေကိုကြည့်ဖို့အတွက်ကိုဒီဘက်ခင်မှာကြတော့အရန်ကိုရှားသွားပြီဆိုပြီးအားလုံးကသုံးသက်ကြပါတယ်။ဒီလိုမျိုးဇလန်မျိုးကတကယ်တော့ရုပ်ရှင်စကားကြီးပြထိုက်တန်နေဆိုပြီးတော့အားလုံးကအဲ့ ခိတ်ကာလာကလေးကတတ်မှတ်ကြတာပါအမရိုက်ကူးခဲ့တဲ့ရုပ်ရှင်စကားတော်တော်များများမှာဆိုလို့ရှိရင်လေတယုတ်ဆောင်မှုတပြားသားမှမလျှော့ထားတဲ့ရုပ်ရှင်စကားတော်တော်များများကိုကျွန်တော်ခန်းစားရလေအဲ့တော့ဒီဘက်ခေတ်ရဲ့ဒီဗီဒီယိုအခြေအနေနဲ့အမှုပညာတင်ပြချက်တွေအပေါ်မှာလည်းအမသုံးသပ်ပေးပါဦးမှာဟုတ်အဓိကဈေးခွက်ပါရှင်ကျွန်မမြင်တာလေဟုတ်ကဲ့ကျမတို့ကင်မရာရှေ့ဆောက်ရောက်တဲ့ခေတ်တုန်းကကြတော့ဈေးခွက်အရန်ကောင်းတယ်။တခိုးဈေးခွက်လည်းမရှိသေးဘူးဆိုတော့ producer သူထုတ်လိုက်တဲ့အရင်ပေါ်မှာတည်တည်ချာချာအမြတ်ရတဲ့အတွက်ဘလောက်ကုန်မလဲသူရင်းနိုင်တယ် နော်ရင်းနိုင်တဲ့အတွက်ကြောင့်ရက်လည်းဘလောက်ကြာကြာနော်ဒီ location တွေလည်းဘလောက်ဖြုံဖြုံ casting တွေလည်းဘလောက်တုံတုံဆိုတဲ့ဟာမျိုးဖွင့်စရင်ဖွင့်ရိုက်တာပေါ့နော်ဟုတ်ဆိုတော့ပြန်ရှာလို့ရတဲ့အမောင်းကကြီးတော့သူကစိတ်ချမ်းသာကိုချမ်းသာဒါထုတ်နိုင်တာပေါ့ဒီဘက်မှာကြတော့ကျမတို့ဒီ copy ခိုးခွေတွေပဲအယောင်ရတာများတော့ကြ producer သူရင်းလိုက်တဲ့အရင်လေးပြန်ရဖို့တောင်မနေပြန်လောက်ရတာဖြစ်နေတော့ချုပ်နိုင်သမျှသူမြတ်မှာပေါ့ တခါတလေကျအတိအလဲချုံလာတောင်အရင်ပဲဖြစ်တာတွေလည်းရှိတာပေါ့အဲ့ခါကျတော့အဲမဖြုံးနိုင်တဲ့အချိန်မှာအရာရာလျှော့ရတာပေါ့အဲ့တော့ကားတွေလည်းအေးသွေးကြကုန်လဲလူတွေလည်းအများကြီးမဖြုံးနိုင်ဘူးကျမတို့တော့ဆိုလို့ရှိရင်ဘူတာအိုးဆိုဘူတာကိုစင်းသွားရိုက်တာပေါ့ဥပမာတဝဲဆိုတဝဲအထိသွားရိုက်တာကောတောင်းဆိုကောတောင်းအထိအဲ့တကတ်တစင်းနဲ့လည်းသွားရိုက်နိုင်တာပေါ့နော် အခုကတော့ရန်ကုန်မြို့ထဲမှာတောင်းမှအိမ်တိုင်ထဲမှာသူ့အိမ်နဲ့ကိုယ်အိမ်ခွဲရိုက်တာတွေပါပဲဖြစ်ကုန်တာလေအမျိုးမျိုးတွေအဲ့လိုကြီးဆိုတော့အဲ့ဒါတွေလည်းအဆိုင်တယ်လို့ကျမထင်တယ်ဒါကျမရဲ့ point of view ပါတကယ်လုံနေတဲ့စီးပွားရေးသမားတွေကတော့ပုံနာလဲမှာပါဟုတ်ကဲ့ပါတရုတ်ဆောင်မှုအတက်ပညာပိုင်းမှာဆိုလို့ရှိရင်လည်းပို့ပြီးနှစ်ရတယ်ဆိုတော့အပိုင်းနေကျွန်တော်တွေ့ပါတယ်မှာအဲ့ဒီဘက်ကဘာလဲဆိုတော့ဟိုအမားတို့အခုလက်ရှိရိုက်ခွင်းနေရဒီချစ်ချင်းကိုမခွဲပါနဲ့ရုပ်ရှင်ဇာတ်ကရိုက်ခွင်းမှာဆိုလို့ရှိရင်ဟိုအတားတွေဟာအတရုတ်ဆောင်တဲ့အပိုင်းကို တချိန်တည်းကိုပဲဟိုကင်မရာအခက်ခဲရတော့လကောင်း3-4ခေါက်လောက်ပြန်ပြန်ရိုက်ရပြန်ပြန်ရိုက်ရတယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တွေ့မြင်ပါတယ်အမအဲ့ဒီလိုမျိုးဒီအမှုပညာပိုင်းဆိုင်ရာမှာပို့ပြီးတော့စိုက်ထုတ်ရတယ်ပို့ပြီးတော့ဒီခန်းစားမှုတွေပို့ပြီးတင်ပြရတယ်ဆိုတဲ့အခါကျတော့အမှုပညာရှင်တွေကိုပို့ပြီးတော့လေးစားမိတာတော့အမှန်ပါပဲအမဟိုလက်ရှိလိုအပ်ချက်တွေပေါ်မှာမူတည်ပြီးတော့ဘလောက်ထိစူးစမ်းရတယ်ဆိုတော့ဒီရိုက်ကွင်းကနေပြီးတော့မြင်ခဲ့တာပါအမအဲ့ဒီရုပ်ရှင်ဇာတ်ကရိုက်ကွင်းနဲ့ပတ်သက်ပြီးတော့လေဒီလိုအမှုပညာတင်ပြချက်နဲ့ပတ်သက်ပြီးတော့အမတို့စူးစမ်းရတဲ့အခန်းကဏ္ဍတွေလည်းသိကြပါတယ်အမဟုတ် ကျမတို့ကင်မရာရှေ့မှာတရုပ်ဆောင်ကြတိုင်းကကိုးကြောင့်ပြက်ပြီးပြန်ရိုက်ရတာလည်းရှိသလိုသူများကြောင့်ပြက်ပြီးပြန်ရိုက်ရတာလည်းရှိတယ်။ဒီခါလေကျတော့ကိုးရိုက်ခွင့်ပေါ်ကလူမဟုတ်ဘဲနဲ့အပြင်ကအတန်နေစုံညာပြီးဒီအနောက်ရှက်ဖြစ်လို့ပြန်ရိုက်ရတာလည်းရှိတယ်။ကင်မရာမန်ရဲ့အမဒီဒီ focus အောက်သွားတာလေးအစ lighting မကြိုက်တာအစဥမာတစ်ခါလေကျတော့လည်းရိုက်နေရင်လည်း lighting မိတ်သွားတော့ပါဘူး။ဟုတ်ပါဘူး။အဲ့လိုမျိုးဆိုအချိန်ချင်းတော့ရှိတယ်။ဒါကြီးကတော့ကျမတို့ကဟို ခေါင်းထဲမှာထည့်ကုန်တွက်เสียမလို့ကို့အလုတ်သဘောအလုတ်လို့ပဲလက်ခံထားတာပဲရိုက်ဖို့လိုရင်ပြန်ရိုက်ပေးဖို့ကကို့တာဝန်ပဲလို့အလုတ်တစ်ခုကိုလက်ခံထားရင်တော့ကို့တာဝန်ကို့တာဝန်ကိုယူရမယ်ဆိုတဲ့စိတ်နဲ့ပါပဲအားလုံးအဲ့လိုပဲဒါတရုတ်ဆောင်တိုင်းဒီစိတ်ရှိပါတယ်ဟုတ်ကဲ့ပါမဟိုကင်မရာအနေထားရ၃လေးကောက်လောက်ပြန်ပြီးတော့တရုတ်ဆောင်ရတဲ့အနေထားတွေရှိပါလားမဟုတ်ကင်မရာဟိုရှိပါတယ်ဟုတ်ကဲ့ပါရှိပါတယ်ဒါက literally နဲ့ဆိုလဲအချိန်ချင်းပေါ့နော်သူတို့စိတ်ကြိုက်မရတာနဲ့ဆိုရင် ငိုဆိုလည်းအချိန်ချင်းပြန်ငိုရတာမျိုးတွေလည်းရှိပါတယ်။ဟုတ်ကဲ့ပါမ။ဟိုတကယ်ဟိုခက်ခဲဟိုပြင်ပန်းတဲ့အနုပညာတင်ပြချက်တွေကိုတွေ့မြင်ရတဲ့အခါမှာအနုပညာရှင်တွေကိုပို့ပြီးတော့လေးစားမိတာမှန်ပါမှာ။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါ။ရိုက်ခွဲမှာမြင်တွေ့ခဲ့တဲ့အပိုင်းမှာဟိုကျွန်တော်ခုနကဒီဗီဒီယိုဇလန်းနေကိုမေးနေရမှာထပ်ပြီးတော့ပရိသတ်တွေမမေ့နိုင်တဲ့ရုပ်ရှင်စကားပေါ့နော်။ဟိုတဘာဝကြတဲ့ပြုံးဆောင်အဖြစ်အမရဲ့ရည်တည်မှုအပိုင်းမှာတပ်ပေတတာကာမတကာဆိုတဲ့ဗီဒီယိုဇလန်းနဲ့ပတ်သက်ပြီးတော့ အဲ့ဒီခေတ်ကာလကအလှပအူစားပေးကြတယ်ဘသူကမှကိုယ့်ရဲ့အလှတွေအကုန်လုံးကိုဟိုဖျက်ဆီးပြီးတော့ပြုတ်ဆောင်နေဆိုတော့ခေတ်ကအဲ့ခေတ်မှာမဟုတ်ဘူးလေမဟုတ်ကဲ့အမဟာအဲ့တပ်ပေတတကာမတကာဆိုတော့ဇကားထဲမှာအမရဲ့ပြုတ်ဆောင်ချက်နဲ့အမရဲ့ရက်တီချက်ကအရန်လေးစားပါတယ်မအဲ့ဇလန်နဲ့ပတ်သက်ပြီးတော့အမဘာကြောင့်ဒီလိုခံယူချက်နဲ့ကိုယ့်ရဲ့အလှတရားတွေအဆုံးရှုံးခံပြီးတော့ရိုက်ကူးရတယ်ဆိုတော့အပိုင်းလေးသိချင်ပါတယ်ခင်ဗျဟုတ်အဲ့ဒါလည်းဒရိုက်တာရဲ့ခိုင်းစေချက်ပါပဲကိုမိပွားလေး မိတ်ကပ်ကတော့ကိုအောင်တန်းလိမ့်တာပေါ့နော်ကျမကဒီမှာပေါ့ဘဝဒဏ်ကိုခံရတဲ့အပြင်တောရွာလေးကအဖွားအိုတယောက်ပေါ့နော်ဆိုတော့ကကြသူတို့အဲ့ဒါနဲ့မတူတော့လောက်ချင်တာလောက်တော့ဆိုသူပြုသမျှကိုနှုတ်မယ်ဆိုပြီးတော့မျက်နှာကိုထိုးအပ်ထားလိုက်တာဘာဖြစ်လို့လဲဆိုတော့ကျမကတော့မင်းသမီးဆိုလို့ရှိရင်လက်ခံမှာမဟုတ်ဘူးအော်လက်ခံမှာပါတဲ့အဲ့ဒါတော့ကျမမသိပေါ့နော်ကျမကတော့ဘယ်လိုလဲဆိုကျမကိုကျမတိတ်ဟိုပရိသတ်ကကျမကို ဟိုချစ်ခင်ကြတာလှလို့ချောလို့မဟုတ်ဘူးဆိုတော့ confidence ဆိုတာကျမရှိတယ်အဲကိုကိုကိုလည်းမလှအောင်ဆိုတာတည်တခြားယုံကြည်မှုရှိတော့ကျမအတွက်အဲ့ဒါအနောက်ရှက်မဖြစ်ပါဘူးဇာတ်ရုပ်ကလိုအပ်ရင် writer ခိုင်းနေဆိုရင်ကျမလှုပ်ဖို့အဆင်သင့်မယ်ဒါပေမဲ့တခါတလေရှိတယ် writer ကခိုင်းတာတော့ဟုတ်တယ် writer ရဲ့အမြင်နဲ့ခိုင်းလိုက်တာပဲကျမအမြင်နဲ့ကြည့်ရင်များနေတယ်လို့ထင်တယ်ဒါပေမဲ့အဲ့လိုဆွေးနွေးလိုက်တိုင်းကိုပဲအရှုံးပေးရတာပေါ့နော်ဆိုတော့ director အကြိုက်နဲ့ပဲသွားရတာညားပါတယ်ဟုတ်ကဲ့ပါ အနုပညာကိုဒီညွှန်ကြားတဲ့သူတွေလုံပိုင်ခွင့်ရှိတဲ့သူတွေနဲ့အနုပညာတွေကိုပူးပေါင်းလက်တွဲဖန်တီးရတဲ့အခါမျိုးမှာ အခက်ခဲဖြစ်ခဲ့သလားဆိုတဲ့မေးခွန်းလေးကိုကျွန်တော်မေးချင်ပါတယ်။အဲဒီရုပ်ရှင်ဇာတ်ကတော့ပင်လယ်ပြင်နဲ့ကောင်းကင်ဗျာဆိုတဲ့ဗီဒီယိုဇာတ်ကပါမှာ။ဟုတ်ကဲ့။အဲဒီမှာဆိုလို့ရှိရင် Memory နဲ့ Marjorie ဆိုတဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဇာတ်ကောင်နှစ်ခုပေါ့နော်။ကျွန်တော်မှတ်မှတ်မိနေပါသေးတယ်။ဟို memory နဲ့ငါအရှမ်းမုန်းတယ်မာချူရီနေမုန်းတာထက်ငါပုံမုန်းတယ်ဆိုတော့ မတို့ရဲ့တိကျဆုံးချက်တွေကအခုချိန်လေးကျွန်တော်အမှတ်ရနေပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့ဒါတွေတော့ပြန်မပြပါနဲ့နော်ကျွန်မအញ្ញရှက်လို့ကိုလိုလေးရှက်တယ်ဆိုတာဒီလိုပါကျွန်မတို့ကစေးတက်တူចောင်းသူတွေပေါ့နော်ကျွန်မတို့ကဇလန်းအရသာဒီလိုမျိုးတရုတ်ဇလန်းရတာတရုတ်ဆောင်ပါပဲအပြင်မှာစေးတက်သူចောင်းသူတွေကအဲ့လိုလုံမယ်လို့တော့ကျွန်မမထင်ဘူးဆိုတော့နောက်ဝက်စားတွေကစာစေးတက်သူចောင်းသူနဲ့လည်းမငြင်းညွတ်ဘူးလို့ကျွန်မထင်တယ်လေ ဆိုတော့ကျမကတော့မကြိုက်ဘူးအဲ့ကအဲ့တော့ကိုမောင်တော့ကျမလေးစားပါတယ်ကိုစီယောင်မောင်က तू ကတခြားအဲသူ့ရဲ့အမှုပညာတီးသန့်ကောင်းပါတယ်ကျမမကြိုက်ဘူးဆိုတာကအဲကျမရဲ့အနေထားပဲဟုတ်ကဲ့ဟုတ်ဟိုဒါမဲ့လေဟိုကကျွန်တော်တို့အဲ့ kit ကာလာကပရိသတ်တွေကတကယ်ဥော်တောင်းတင်းဖြစ်ခဲ့ကြတာလေအဲကျမထင်တာလဲအဲ့ဒါပဲပရိသတ်ဥော်တောင်းရင်းတင်းဖြစ်ဖို့ရည်ရွယ်ချက်တစ်ခုလည်းနဲ့ရိုက်တက်ကားပါတကယ်ဒီကိုပါပေါ့နော်အပြင်မှာဖြစ်တဲ့ဒီចောင်းသူဟာဒီလိုဟုတ်မယ်ဒီလိုပြောမယ်ဒီလိုတွေးမယ်ဆိုတာ ਨੇ တာ တွက်လိုက်လို့ရှိရင်မကိုက်ညီဘူးတကယ်တော့မကိုက်ညီဘူးဟုတ်တယ်ဘီးသက်ကိုကြည့်ပြီးတော့မှပဲအော်တောင်းနှင်းဖြောင်းလှုပ်လိုက်တဲ့ကားလိုပဲကျွန်မထင်တယ်အော်တခါတလေပေါ့နော်ဟိုဘယ်လိုခေါ်မလဲကိုစင်ရောမမောင်နေနဲ့သူ့ရဲ့မျိုးသမီး message ကိုဟိုကောင်းခင်ဟို memory ဆိုရက်ဟိုနာမည်ရောကောင်းခင်ဆိုရက်တင်စားမှုနဲ့ပေးထားတယ်ဟိုမခန့်ရောကြတော့ marjorie ပေါ့နော်ပင်လယ်ပြင်နဲ့ဒီမြေပြင်ကိုကိုစားပြုဖို့ပေးထားတယ်ဆိုပြီးတော့အဲ့လို conflict အပိုင်းတွေလည်းတော်တော်လေးအော်အော်တောင်တွေဖြစ်ခဲ့ကြရတဲ့ဆိုတဲ့အပိုင်းတွေလည်းရှိပါတယ်မပိသက်ကတော့ဒီကားကိုကြည့်ပြီးတော့ဒီကားရဲ့ဝင်စားသွားတယ်ဆိုတဲ့ result တွေပါပဲเนาะဟိုလိုတိတ်ပြီးတော့ရန်ဟိုရန်တိုက်ပေးလို့ရဆန္ဒတော့ရှိမှာမဟုတ်ပါဘူးဒီကားရဲ့ influencer များသွားတယ်ဆိုတဲ့တက်သေးပြချက်တစ်ခုပဲဖြစ်မှာဟုတ်ကဲ့ပါအရင်လေးစားမိပါတယ်မဘာလို့လဲဆိုတဲ့အခါကျတော့အနုပညာလောကမှာကျွန်တော်ပြင်ကြရတယ်ဆိုတဲ့အပိုင်းမှာစကားပြောရန်ပြတ်တယ်နောက်ပြီးတော့သူများအကြောင်းလုံးဝစိတ်ဝင်စားဘူး ကိုเจ้าကိုပဲစိတ်ဝင်စားတယ်။နောက်ပြီးတော့အမှုပညာလောကမှာကိုလုံးဝမဲ့အမှုပညာ character တစ်ခုကိုပေးပြီးပြင်းပြင်းပြုတ်ဆောင်တဲ့အခါမှာအမအဲ့ဒီဇက်ကောင်ဇက်ကိုပဲစိတ်ပါဝင်စားပြီးကျန်တဲ့ကိစ္စဘာမှစိတ်ဝင်စားတဲ့အချက်ကအမရဲ့အာသာချက်ဆိုပြီးတော့တော်တော်များများတုံ့တက်ကြပါတယ်အမ။အဲ့ဒီဘိုင်းနဲ့အဲ့ဒီဘိုင်းနဲ့ကျွန်တော်မသိပါဘူးကိုကိုအဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ထပ်ပြီးတော့မေးချင်ပါတယ်မဟိုအမကုနာအဖြေနဲ့လည်းကန့်ညီနေတဲ့အတွက် အတွက်မလို့ပါအဲ့တော့တရုတ်ဆောင်မှုအတက်ပညာနဲ့ပတ်သက်ပြီးတော့ဟိုဂုံသိက္ခာရှိစွာရက်တီဖို့အတွက်ကိုအမရဲ့ခံယူချက်တွေအများကြီးအထောက်အကူပြုခဲ့မှာပေါ့ကျမထင်တာတော့လေကျမဘာသာတရားနဲ့တော့နွယ်တယ်လို့ကျမထင်ပါတယ်ဒီတမလည်းဘာသာအဆုံးပါမှာပါနော်ဘယ်ဘာသာမှကျမမစော်ကားပါဘူးဘယ်ဘာသာမှဆိုကောင်းဖို့ကောင်းတာလုပ်ဖို့ပဲညွန်ကြားကြတာပါကျမတို့ဘာသာမှလည်းကောင်းတာလုပ်ဖို့ပဲညွန်ကြားတယ်နောက်ငငယ်လေးကလည်းမိဘအဆုံးအမကလည်းဒီဘာသာတရားနဲ့နွယ်ပြီးပဲလဲဆုံးမလာတော့အဲ့ဒီဘော်ဒီမှာနှွယ်ယူပြီးမှပဲကျမစဉ်းစားတာများပါတယ် ဟုတ်တယ်ဟုတ်ပါဟုတ်တုံတန်လမ်းကြောင်းအမှန်ပေါ်ရောက်စီတယ်လို့ကျွန်မဒီနေ့ထိယုံကြည်နေတော့မှာပဲဟုတ်ကဲ့ပါမနောက်ထပ်အမတို့ရဲ့အနုပညာဟိုဖန်တီးချက်တွေထဲမှာပြိသက်မမေ့နိုင်တဲ့ရုပ်ရှင်ဇာတ်ကားတကားတော့မာယာရထားပါဟုတ်ကဲ့နတ်နတ်ຫນွယ်ဇက်ကောင်စဲရဟာအနုပညာကိုဖန်တီးမှုကိုမကြည့်ဘဲနဲ့တခြားတစ်ဖက်ကခံစားမယ်ဆိုလို့ရှင် အစိတ်ဖြစ်စေတဲ့ခံစားမှုအများကြီးပါပါတယ်ဒါပေမဲ့ဟို blood ကိုကိုစားပြုတဲ့နတ်နတ်ຫນွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်အရင်မေးခြင်းပါတယ်အဲ့ဒါအယူရှင်စကားကိုကြည်ပြီးခရေကကျွန်တော်တို့အခုချိန်ထိပေါ့နော်ရင်ထဲမှာရှိနေတဲ့စကားကိုတခုမလို့ပါမှာဟုတ်ဟုတ်ကဲ့ကျမကတော့ဟိုသူများရေးစားလူရတဲ့နေရာကနေတရုတ်ဆောင်လာတာပေါ့နော်အဲအဲ့ဒီအချိန်တုန်းကကားတွေကလည်းကျမတို့တိုင်းပြည်မှာကြတော့အဲ့လောက်ကျမအဲ့တော့ဆိုလှုပ်သက်ကျမထင်တယ်ဆယ်နှစ်ကျော်လောက်ရောက်ပြီထင်တယ်ဆိုတော့ကားတွေအများကြီးရိုက်ဖူးပြီပေါ့နော်ဆိုတော့ တော့ကျမတို့တိုင်းပြည်မှာရိုက်ခွင့်ရတဲ့ဒီအစံစာကြောင့်ဒေါ်လကောင်ကျမတို့မြမယဉ်ကျေးမှုကြရတော်လကောင်ရိုက်ခွင့်ရတဲ့ဇက်ကတော်တော်နဲတယ်ပေါ့နော်အနေတဲ့ထဲမှာမှသူများတိုင်းပြည်ထက်လည်းတပတ်တကားတပတ်တကားနှုံဆယ်ရက်တကားနှုံနေနဲ့ရိုက်ခဲ့တော့အများကြီးရိုက်ဖူးပြီအဲ့တော့ကျမအဲ့ဒါတွေတော်တော်လေးဤနေပြီဆိုတော့ကဲလူစိုးကြီးလောက်ကြည့်လိုက်အောင်မယ်ဆိုပြီးလက်ခံမိတဲ့ကောင်နော်ဒရိုက်တာမအီခံရလဲသူလည်းအဲ့လိုပဲသူစိတ်ကြိုက်အဲသူကလည်း main clay တယောက်ဆိုတော့ main clay ဘက်ကနေတွေးပြီးတော့มาခိုင်းတာတွေပေါ့เนาะဆိုတော့ကျမတို့နှစ်ယောက်ညှိနိုင်ပြီးအလုပ်လုပ်ခဲ့ပါတယ်ဟုတ်ကဲ့ပါလက်နဲ့တော့စက်ကောင်ဆိုင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးဟုတ်ဟုတ်ကဲ့တော်တော်ကြည့်ရင်တော့လူတိုင်းကအိုက်ကားကြည့်တိုင်းကျမတို့မုံပါတယ်စိတ်ဆိုးကြတာပေါ့เนาะပြီးတော့ကားပြီးသွားတော့လည်းပြန်ချက်ပါတယ်ဟုတ်ကဲ့ပါ